အခုလိုချက်တွေကြောင့်မြမလာမယ်လောကရဲ့ rank အမြင့်ဆုံးနီနီလေးအင်ကိုကြော်တက်ပြီး Miss International Crown ကြီးအရယူလာနိုင်ပွဲရှိနေတဲ့နာနာလက်ရှိမြန်မာနိုင်ငံရဲ့ဂုဏ်ရှင်ဝအကြီးဆုံး rank အမြင့်ဆုံးအလှမေကတော့ Miss Grand ရဲ့နီနီလေးအင်ပဲဖြစ်ပါတယ်။ဒါပေမဲ့နီနီကိုကြော်တက်ပြီးအမြင့်ဆုံးတရဖူးစုကြီးကိုတင်ပိုင်မဲ့အလှမေလေးတစ်ယောက်ပေါ်ထွက်လာခဲ့ပါပြီ။ဒီမှာကတော့ Miss International ပြိုင်ပွဲကြီးရဲ့မြန်မာကိုယ်စားပြုအလှမေနာနာပဲဖြစ်ပါတယ်။ နနာကမြန်မာလူမျိုးတွေအတွက်စစ်ရောက်ကိုပါနှစ်ပြီးအကောင်းဆုံးစူးစမ်းရှင်မြိုင်နေတာကိုလည်းအခုလိုဝမ်းသာစရာတွေ့မြင်နေရတာဖြစ်ပါတယ်။တော်တော်များများကမြန်မာကိုစားပြုဆိုပေမဲ့ကိုကျိုးအတွက်သာရှေ့တန်းတင်ပြီးတော့ရှင်မြိုင်ကြတာကများပါတယ်။ဒါပေမဲ့နနာကတော့မြန်မာလူမျိုးတွေရဲ့ဂုဏ်ကိုနိုင်ငံတကာအလဲမှာထုတ်ဖော်ပြောပြခဲ့ပြီးတော့မြန်မာလူမျိုးတွေကြောင့်ပဲအများကြီးလေးလာတည်ယူခဲ့ရတယ်ဆိုပြီးတော့အခုလိုချီးကျူးသွားခဲ့သေးပါတယ်။ ဒီလိုမျိုးကိုနိုင်ငံကိုလူမျိုးရဲ့လေးစားဖွယ်ရအချက်တွေကိုနိုင်ငံတကာကသိအောင်ထောက်ပြချီးကျူးတတ်တဲ့အချက်လေးတွေကသူမကိုပို့ပြီးတော့လေးစားစရာကောင်းစေခဲ့တာကတော့အမှန်ပါပဲနော်။ဉာဏ်ပညာအရာမှာဆိုရင်လည်းအခုလိုမျိုးလေးစားဂုဏ်ယူပွဲကောင်းတယ်လို့ရုပ်ရည်အနေထားကလည်းအပြစ်ပြောစရာမရှိတာကြောင့်နာနာကမြန်မာနိုင်ငံမှာဘယ်အလှမဲမှမရရှိဘူးတဲ့ခရောင်းကိုရယူပိုင်ဆိုင်နိုင်မယ်လို့လည်းထင်ကြည်ပေးခံနေရပါတယ်။တကယ်တော့အလှမဲကြောက်ဖြစ်ဖို့ဆိုတာကရုပ်ရည်လှပနေုံနဲ့မပြီးပါဘူးရှင်။ဉာဏ်ပညာချက်မြက်ဖို့လည်းလိုအပ်တယ်လို့ကိုယ်နိုင်ငံနဲ့လူမျိုးပေါ်မှာ ဘလောက်အထိအကျိုးပြုနိုင်တယ်လဲဆိုတဲ့ထူးချွန်မှုတွေကိုလည်းချပြနိုင်ဖို့လိုအပ်ပါတယ်။ဒါတွေအကုန်လုံးနဲ့ပြည့်စုံနေတဲ့အလှမေတွေအများကြီးတွေကမှအထူးချွန်ဆုံးနဲ့ကံကောင်းဆုံးအလှမေကသာ Honor Crown ဆောင်ခွင့်ရရှိမှာပါ။အခု2025 Miss International ပြိုင်ပွဲကြီးမှာတော့မြန်မာကိုစားပြုအလှမေနာနာချဲပိုပြီးသားနေတာဆိုလို့အိန္ဒိယကိုစားပြုအလှမေနဲ့ဖိလစ်ပိုင်အလှမေနှစ်ယောက်ပဲရှိတယ်လို့ပြောလို့ရပါတယ်။ ဒီအလှမယ်နေရောက်ကရုပ်ရည်အနေထားရောဉာဏ်ပညာကပါမတိမ်မရှိဆိုပေမဲ့အရင်အမောင်းလေးက international တန်းဝင်နေပြီးနာနာထက်နှာတပြားပူတာနေတာကိုကြည့်ရပါတယ်။ဒါကြောင့်သတိထားလေ့လာပြီးစူးစမ်းရှင်းပြရမယ့်ပြိုင်ဘက်တွေထဲမှာထိတ်ဆုံးကအလှမယ်နေရောက်ပါရှင်။ဒီလိုတောင်လုံးမှုတချို့ရှိနေပေမဲ့ speed round မှာတော့မြမကိုစားပြအလှမယ်လေးနာနာကပို့ပြီးတော့တာသွားပြန်ပါတယ်။ ိုင်ငံတကာအလဲမမျက်နှာငရပြီးဖွံ့ဖြိုးတိုးတက်မှုနှဲပါနေတဲ့မြန်မာနိုင်ငံကမြန်မာလူမျိုးတွေစီမှာအကောင်းဆုံးသောအသာချက်ကြီးကိုအခုလိုမျိုးဂုဏ်ယူစွာနဲ့ထုတ်ပြောသွားခဲ့ပါတယ်။ဘလောက်ပဲတင်းငယ်တဲ့နိုင်ငံလေးဆိုပေမဲ့ကမ္ဘာလဲမှာတော့ရှင်မြန်မာရဲ့ဆိုပြီးအားလုံးကဂုဏ်ယူတက်ကြပါတယ်။ အလာမေတွေဆိုရင်လည်းပြိုင်ပွဲတွေအများကြီးရှင်မြိုင်ပြီးအချိန်ချင်းရှုံးနိမ့်ခဲ့ပေမဲ့မြန်မာလူမျိုးတွေကတော့အလာမေတိုင်းကိုဝိုင်းဝန်းကူညီပံ့ပိုးပြီးတော့အားပေးနေကြဆဲပါအလာမေတွေမှမဟုတ်ပဲတခြားဘလို့အချိန်ဒီမှာပဲဖြစ်ဖြစ်မြန်မာလူမျိုးဆိုရင်အချင်းချင်းကူညီရိုင်းပင်ပြီးဘယ်တော့မှအားမလျှော့တတ်တာလေးစားအတူယူပွဲစိတ်တက်တခုပါဒီလိုမျိုးစိတ်နဲ့ကြန့်ခိုင်တဲ့လေးစားစရာအချက်လေးကိုရွှေမြမာတွေကပိုင်ဆိုင်ထားကြအောင်သူမကိုယ်တိုင်လည်းအခုလိုနိုင်ငံတကာပြိုင်ပွဲဝင်ပြိုင်မှုဒီစိတ်သက်ကိုလေ့လာသင်ယူခဲ့ရတဲ့အကြောင်းတကယ်ကိုဂုဏ်ယူစွာနဲ့ပြောကြားသွားခဲ့တာဖြစ်ပါတယ် ဒီလိုပြောသွားတဲ့နေရာမှာလေမြန်မာဘာသာစကားနဲ့မဟုတ်ပဲအင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျင်ပိုင်နိုင်စွာနဲ့စကားလုံးအခြေဆက်မိစွာပြောသွားခဲ့ပုံကဒိုင်းလူကြီးတွေရဲ့အထင်ကြီးလေးစမ်းမှုတွေကိုရယူသွားနိုင်ခဲ့ပါတယ်။အားလုံးကသူမရဲ့စကားကိုနားထောင်နေရင်းနဲ့ပျော်ပျော်ကြီးထောက်ခံနေကြပြီးတော့ချီးကျူးနေကြပုံကမြန်မာအလှမယ်နန္ဒာရဲ့အစွမ်းစတွေကိုထုတ်ပြနေတာပါ။ဒီလိုမျိုးအဖက်ဖက်ကနေအရေးအချင်းနဲ့ပြည်စုံပြီးကုလူမျိုးကိုအကုန်တက်အောင်လုပ်နိုင်ခဲ့တဲ့နန္ဒာရဲ့လှုပ်ဆောင်ချက်တွေကတရဖူရောက်ဖို့အလားအလာတွေအများကြီးတွေ့မြင်နေရတာဖြစ်ပါတယ်။ အရင်အလှမယ်များစွာကလည်းဒီလိုကြိုးစားခဲ့ကြပေမဲ့နာနာကတော့အားလုံးတက်ကနံပါတ်၁ဖြစ်နေပြီးနောက်ဆုံးဖိုင်နယ်ပွဲစဉ်ကြီးမှာအမြင့်ဆုံးစုကြီးရယူနိုင်ခြင်းမြင့်တက်နေပါတယ်။တကယ်လို့သာနာနာအနေနဲ့ Miss International ပွဲစဉ်ကြီးမှာ Winner Crown ယူဆောင်ပေးလာနိုင်မယ်ဆိုရင်တော့မြမသမိုင်းမှာပဲအလှမယ်မှမရရှိဘူးတဲ့အမြင့်ဆုံးစုကြီးပါပဲရှင်။ အရင်က first runner up အနေနဲ့ rank အမြင့်ဆုံးစာရင်းတင်ထားတဲ့အနေနဲ့လေးအိမ်ကိုကြောတက်နိုင်မလားမြမကုံဆောင်တရက်ဖူးကြီးကိုရယူပေးလာနိုင်မလားဆိုတာကတော့မကြမီ final ပွဲစဉ်ကြီးမှာတွေ့မြင်ရတော့မှာဖြစ်ပါတယ်ပရိသတ်ကြီးတို့ရော နာနာရဲ့အရေးအချင်းတွေအပေါ်မှာဘယ်လိုမျိုးများမြင်ကြပါလဲရှင်